အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion P30 အောင်းလည်းမင်္ဂလာပါ Manchester United အသင်းကလွေရာသီမှာအပြောင်းလဲတွေအများကြီးပြုလုပ်ဖို့ပြင်ဆင်ထားတဲ့အချိန်လက်ရှိကလပ်အသင်းမှာမရှိမဖြစ်ဆက်ထိန်းထားမယ့်ကစားသမားအကြီးအကဲဒါ၄ဦး၅ဦးထပ်ပိုမရှိဘူးပေါ့လေ မန်ယူနိုက်တက်ကဒီနေ့ရာသီမှာဒါဥရောပပြိုင်ပွဲမှာရလဒီကောင်းပြီးယူရိုပါလီဖိုင်နယ်တက်ဖို့အခြေအနေကောင်းနေပြီမဲ့ပြည်တွင်းပြိုင်ပွဲမှာတောက်လျှောက်ရုန်းကန်ရတယ်။ဒါပြီးခဲ့တဲ့နောက်လို့၂၂နှစ်ဆက်တိုက်မှာ EFA ကနေ Africa ကိုသူတို့ချန်ပီယံဖြစ်တယ်။ဒါပေမဲ့လည်းဒါဒီရာသီမှာတော်တော်လေးဆူဆူဝါးအခြေအနေကြောင့်အသင်းကတော်တော်ကိုပြောင်းလဲပြင်ဆင်ဖို့လုပ်ထားတယ်။ So Anio Cruz က Manchester United အသင်းကိုအပြောင်းလဲတဲ့အများကြီးလုပ်ဖို့ဆုံးဖြတ်ထားတဲ့အချိန်မှာအခုကလပ်အသင်းမှာ လုံးဝထိလို့မရတဲ့ကစားသမားစုစုပေါင်း၄ဦးပဲရှိတယ်။ဒါလက်ရှိအသင်းနေမှာလုံးဝထိလို့မရတဲ့ထဲမှာအသစ်ဝယ်ထားတဲ့ Patrick Doku ရဲ့အသင်းကောင်းဆောင်တော့ဒီ Bruno Fernandes ကနောက်ဒီအသည်မှာခြေဆွဲသီးတသာတိုးတက်လာပြီးအသင်းတော်အားကိုးရတဲ့နောက်တစ်ဖက်က Diego Dalot Dalot နဲ့နောက် sorry ဒီအာအမဒီယာလို့ ਨੇ ီးတော့မှနောက်ခံလူဟာရီမကွာရမကွာရကတော့အစောပိုင်းတုန်းကမန်ချက်စတာယူနိုက်တက်မှာအလောက်အားကိုရတဲ့ကစားမှမှုတ်ပေမဲ့နောက်ပိုင်းမှာခြေစွမ်းပြရင်ကလပ်ကသူ့ကိုတကယ်ကိုမရှိမဖြစ်ကစားမှဖြစ်သတ်မှတ်ထားတယ်။ဆိုတော့အဲ့ကစားမှ၄ယောက်ကလွယ်ပြီးတော့ကျန်တဲ့ကစားမတွေဟာမန်ချက်စတာယူနိုက်တက်မှာရောင်းချင်ရောင်းမယ်တခုမို့တခုလုံးလို့ရတဲ့သဘောတရားပဲဆိုတော့လက်ရှိပထမအသင်းမှာဆိုရင် ဒါဘယ်နောက်ခံလူကစားမဒီလူငယ်ကစားမလန်နီယိုလိုရှိမယ်သူကတော့လူငယ်ကစားမတယောက်အနေနဲ့ရှိတဲ့အတွက်ကြောင့်သူတို့အရင်ကြီးတော့မရပေမဲ့ United ရဲ့အဓိက main player လေးယောက်ကမကွာယာရဲ့ Bruno Fernandes ရဲ့ Ahmed Diallo နဲ့ Patrick Doku ဒီနေရာမှာဒီအသင်းဘက်က Mazraoui ရဲ့နောက်တစ်ဖက်က Lanny Yuro ရဲ့ Matthias De Ligt ရဲ့နောက်ကွင်းလယ်က Carlo ဒီဘယ်လိုပြောမလဲ Manuel Ugarte အပါဝင်တိုက်စစ်ကတော့ဒါကျွန်တော်ပြောမယ် ဒီအလဟန်ဒိုဂါနာချိုဘိုဒီတလောက်ပဲဒီကစားမတွေထဲမှာခုနကစားမ၄ယောက်ခု United ကဗျာဂါနာချိုကိုအပြောင်းလဲလုပ်ချင်တယ် Rosmo Finland လည်းသူတို့မကြိုက်ဘူး Juventus ကတောက်လျှောက်လိုက်နေတယ်တစ်ဖက်မှာဒီအခြားကစားမတွေတော်တော်များများအထက်မှာအခု Christian Eriksen ထွက်ပြီးနောက်တစ်ဖက်က Victor Lindelof ထွက်ပြီးအဲဒီချိန်ထဲမှာပဲဒါ Juni Ivan လည်းထွက်တဲ့ချိန်မှာ Guduma Onana ဆိုလဲသူတို့ကလုံးဝသဘောမချဘူးဒါပေမဲ့နီးပြားက Onana ကိုသဘောကျတဲ့အတွက် ဂိုးသမားအသစ်တယောက်ထပ်ခေါ်ဖို့မှာအပြောင်းလဲလုပ်ထားတယ်ဆိုတော့မန်ယူနိုက်တက်အသင်းမှာလုံးဝထိလို့မရတဲ့ကစားသမားက၄ယောက်ပဲရှိတယ်ပြောချင်တာကဗျာကြိုက်တဲ့ကစားသမားတွေအားလုံးဟာအပြောင်းလဲလုပ်ချင်လုပ်မယ်ပေါ့လေလီဆန်ဒိုမာတီနက်စ်ကတော့အရင်တုန်းကထိလို့မရတဲ့ကစားသမားဒါပေမဲ့ဒီသူစရောက်လာတဲ့အချိန်ကဒီ၃နှစ်တာကာလအတွင်းမှာကြီးမားတဲ့ injury ပထမတစ်နှစ်ကကြီးမားတဲ့ injury ဖြစ်တယ်မိနစ်က April မှာ injury ထပ်ဖြစ်တယ်ဒီဟာဒီမှာလည်းထပ်ပြီး injury ဖြစ်တယ်ဒီချက်တွေကြောင့် Lisandro Martinez ကတော့ club ဘက်က ဘယ်လိုပြောမလဲဆိုတော့မရှိမဖြစ်ကစားမားတွေမှာထည့်သွင်းထားခြင်းမရှိဘူး။ဒါပေမဲ့သေချာတာတော့ Manchester United ကဂိုးသမားဝယ်ဖို့ကိစ္စကိုရှော့ထားတယ်။သူတို့ဘက်ကရှင်းတယ်ကျွန်တော်အခုလောလောဆယ်တည်တာကဒီ Osimhen ။ဘာတော့လဲဆိုတော့အခုတိုက်စစ်မှု Matthias Cunha ကအသင်းကိုရောက်ဖို့တည်ချာတော့ရှိပြီး Cunha ရဲ့အပြောင်းရွှေ့နဲ့အတူ Victor Osimhen လား Victor Gyökeres လားဒါမှမဟုတ်ရှိရင်ဒါအခြားတိုက်စစ်မှုတွေကိုပဲခေါ်မလားကျွန်တော်တည်တာတော့ United ကအဲ့နှစ်ယောက်က main ပဲ။ ကျန်တဲ့သူတွေကတော့အလောက်ကြီးထွဲ့ထွဲ့ဝင်ဝင်အလောက်ကြီးမဟုတ်ဘူးဒီလီယွန်ဒီလက်တို့ပါလို့စိတ်ဝင်စားတာမှန်ပေမဲ့တကယ်တမ်းကျတော့ Chelsea တို့ Everton တို့လိုအသင်းတွေကအထူးကမိမ့်မယ်။ Osimhen ဆိုရင်ပြီးခဲ့တဲ့ရပိုင်းက Manchester United အသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်၊ဆွေးနွေးခဲ့တယ်။ Osimhen ရဲ့အေဂျင့်ကဘာတောင်းလဲဆိုတော့လောက်ခလားဆိုတာတစ်နှစ်ကို12တန်းအသင်းပေးရင် ဒီပြောင်းရွှေ့အတွက်သူတို့ခေါင်းငိမ်မယ်လို့ဆိုထားတယ်။ဒီနေရာမှာ Manchester United ကတော့စဉ်းစားနေတဲ့ Bruno Fernandes ရဲ့ agent ကလည်း Saudi club Al-Hala နဲ့စကားပြောဆိုခဲ့တဲ့အချိန်အောင် Al-Hala က Bruno ကိုလူချေနောက်မှ Bruno ကအသင်းမှာဆက်နေဖို့ဆုံးဖြတ်ထားတယ်။ဆိုတော့ Man United ကတည်ကြတဲ့ဒါအခုလက်ရှိမှာနောက်ခံလူတွေထဲမှာဆို Ronaldo ကိုတော်တော်လေးသဘောကျတယ်။နောက် ဒီဘိုင်လီဘာကူစင်ရဲ့အသင်းကောင်းဆောင်နောက်ခံလူဂျိုနသန်ထာကိုသဘောကျတယ်အထူးသဖြင့်ဂျိုနသန်ထာက free ဆိုတော့နာမည်ရာသီမှာအသင်းအတွက် main player က၄ယောက်ပဲဂျန်နေကစားသမားတွေကတော့ ခြေတွေမကောင်းတာတခုခုဖြစ်ပြီးသူတို့အန်တရီကိုရောင်းနိုင်တဲ့ဆန်ချိုကိုရောင်းမယ်ဆန်ချက်ကိုဒီ rushbow ကိုရောင်းမယ်နောက်ဆန်ချိုကိုရောင်းမယ်အဲတစ်ချိန်တည်းမှာပဲအခြားတော်တော်များများပြောင်းလဲဂါနာချိုကိုရောင်းဝယ်လုပ်နိုင်ပြီးတော့ဒါအော်စီမန်ကတော့12တန်းတောင်းထားတယ် United ကခေါင်းငိမ့်မယ်ဆိုအော်စီမန်ပြောင်းရွှေ့ဒါပေမဲ့ Man United ရဲ့နီးပြဒါ Ruben Amorim ကသူတို့ရဲ့အဓိက တိုက်စစ်ပိုင်းအတွက် Yokres ကိုပို့သဘောကျတယ်ဆိုတော့ Manchester United မှာထိလို့မရတဲ့ကစားမ၄ယောက်ပဲရှိပြီးကျန်တာတွေဟာ ခြေနေပေါ်မူပြီးအပြောင်းလဲလှုပ်တင်လှုပ်ရမယ်ဆိုပြီးတော့ပေါ်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်